ပရိသတ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကကျော်စင်လက်ပါ MSC ကလပ်ပါအခုလက်ရှိနေနေပါတယ်ကျွန်တော်မွေးရစားတည်းရတော့တထုံမှာတထုံမှာမွေးရတထုံမှာပဲကြီးတယ်ပါကျွန်တော်လဝဲစထိုးခဲ့တာတော့ကျွန်တော်ဒီအသက်16လောက်မှာကျွန်တော်လဝဲစထိုးခဲ့တော့ ဈာပွဲရောဖျားပွဲတွေပေါ့စထုတ်ခဲ့တာ။ဒါအသက်20 23လောက်မှာပွဲကြီးတွေစထုတ်ခဲ့တာပါ။ကျွန်တော်ပွဲထုတ်ခဲ့တဲ့ပွဲတွေမှတ်မိသလားလားပွဲ40ကျော်ကျော်တော့ရှိတယ်ပေါ့။ကျွန်တော်ရှုံးတဲ့ပွဲကတော့6ပွဲတော့ရှိပါတယ်။တေးပွဲကတော့7ပွဲကျော်ကျော်တော့ရှိမှာ9ပွဲတွေကတော့တော်တော်များကျွန်တော်9ပွဲများပါတယ်9ပွဲကတော့အများဆုံးပေါ့နော်။ ျွန်တော်နိုင်ပွဲလေးထိုးခဲ့တော်တော်များတယ်ကျွန်တော်လည်းသိမမမိပေါ့ဘာဖြစ်ဆိုတော့ဒီလဝိလောကကျွန်တော်လည်းကြောက်လိုက်တာတတော်ကြာသွားတဲ့အတွက်ကြောင့်ကျွန်တော်လည်းပွဲလေးတွေသိမမမိတော့ပေါ့ကျွန်တော်ဘဝအတွက်အမတရားဖြစ်ခဲ့ဘူးတော့ကျွန်တော်တို့ဒီ WNC ခပတ်လူတွေကစောတာဝဲလေးထိုးခဲ့တယ်ရတော့အဲ့ဒါတော့ကျွန်တော်တို့ဘဝအမတရားပေါ့ဘာဖြစ်လဲဆိုတော့ကျွန်တော်လဝိသမားတက်တံမှာသူနဲ့အတော်ရဲအထူးရနာခဲ့တယ် ော်တော်လည်းခံရခဲ့တာပေါ့ကျွန်တော်ပွဲကြီးတွေစပြိုင်ထိုးတဲ့အချိန်မှာစောတာဝဲတဲ့ဘတ်ထူမောင်နဲ့အဲ့နှစ်ယောက်တော့ကျွန်တော်ပြန်ပွဲဥစ္စာမှာစထိုးခဲ့တယ်ပေါ့ခပတ်ပွဲခပတ်ပွဲမှာကျွန်တော်တို့ပထမပထမလူတော်မန္တလေးရဘတ်ထူမောင်နဲ့ဘတ်ထူမောင်နဲ့ထိုးပြီးတော့ခပတ်လူတဲ့ဖိုင်တဲမှာကျတော့ဒီစောတာဝဲကင်ပီနဲ့တောင်ကလေးကလာပေါ့နော်စောတာဝဲနဲ့ကျွန်တော်ခပတ်လူပွဲဘိုလ်လူပွဲတက်တော့ဘိုလ်လူပွဲတက်တဲ့အချိန်မှာ ကျွန်တော်အထီးရနာခဲ့ပါတယ်ဒါမှအမတ်တရရဖြစ်တော့ဟိုဘယ်လိုပြောမလဲနောက်ကလည်းတော့မနိုင်ပါဘူးအမတ်အမတ်တဲ့အတိုင်းအဆုံးဖြတ်တယ်ပဲနိုင်ခဲ့တော့ပါအစ်ပွဲတစ်ခုတော့ကျွန်တော်ဘဝအတွက်အမတ်တရဖြစ်ခဲ့ပါတယ် WNC ခပတ်ရပြီလေနောက်ပိုင်းမှာကျွန်တော်ထိုင်းနေရထိုင်းနေတဲ့ပွဲတော်များများနဲ့ထိုးခဲ့တယ်မြန်မာပြည်သားတွေတော်များများထိုးခဲ့2020လောက်မှာကျွန်တော်လဝိတ်ခိတကျွန်တော်နားလိုက်တော့ပါ ခိတနာလိုက်တော့မထိုးမထိုးဖြစ်တော့ဘူး။ဒါမှအခုဒီ2025မှာကျွန်တော်ဖွဲနှစ်ပွဲတော့ကျွန်တော်ပြန်ပြီးတော့စထိုးခဲ့ဘူး။ဒါပေမဲ့ဒီပွဲကတော့ကျွန်တော်ဘဝတော့ဟိုမိကွန်တစ်ခုလိုပါပဲ။ကျွန်တော်လဝိတ်လိုကိုက်လောလောဆွန့်လိုက်ပါတယ်။ဒါပေမဲ့ဆွန့်လို့ပြောကျွန်တော်ဆက်ရထက်တန်းစီတော့ကျွန်တော်ဘက်ကြီးတဲ့ဟုတ်တယ်ဆရာသမားတဲ့ဟုတ်တယ်ဥစုအထွန်းနောက်ပြီးတော့ကျွန်တော်လည်းအတိတ် အမစီရသထေးလေးပါတယ်ရောကိုထုံးမင်းတော့ကျွန်တော်သိတော့ဘယ်လိုပြောမလဲဟိုကျွန်တော်ညီငယ်လေးတွေရောထုံးမင်းနိုင်လို့ထုံးမင်းအောင်လို့တို့ရဝမ်းမရတော့ကိုရဲဟိုဘယ်လိုပြောမလဲစူးစမ်းချင်တဲ့စိတ်ဖြစ်ခဲ့တော့ကျွန်တော်ညီလေးထွန်းတော့မင်းနဲ့ထုံးမော်ပါနော်ဒါမဲ့ကျွန်တော်ကတော့အကောင်းဆုံးပြည့်စင်လာပါတယ်ဒါမဲ့ဘာဖြစ်လဲဆိုသူ့ရဲ့အကောင်းဆုံးပြည့်စင်လာချင်ပါတယ်ဘာဖြစ်လဲဆိုကျွန်တော်လည်းပွေးပွေးတယ်နောက်ပြီးတော့ သူတို့ကပွဲနီးပြီမလဲဟိုပြန်ဘက်ကောင်းလည်းဖြစ်ချင်းပါလေအားကြောင့်မလို့သူ့ရဲ့အကောင်းဆုံးပြစ်စင်တာချင်းပါလေလို့ကျွန်တော်ပြောချင်းပါလေအမ်ဒီ25ရက်နေ့ပွဲတော့ကျွန်တော်ပရိသတ်တွေဆင်းမှာအကောင်းဆုံးတော့ချပြတော့ဘာဖြစ်ရဆိုတော့ကျွန်တော်ဒီထဲပြန်ဝင်လာခဲ့တာအကောင်းဆုံးလုံးမို့တော့ကျွန်တော်ပြန်ဝင်လာခဲ့တာပါဟုတ်ကျွန်တော်ဒီပွဲကကျွန်တော်တို့ဟိုဆောင်းပွဲတစ်ခုလိုပဲဖြစ်ရမှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နားရတယ်ကြာပြီ နားရကြပြီအခုမှပြန်ပေါ်လာတော့ပရိသတ်လေးဟိုစိတ်မပြတ်သွားအောင်စိတ်ပြတ်အောင်တော့ကျွန်တော်မလုပ်ပါဘူးဘာဖြစ်လဲပရိသတ်တွေကျဉ်းနှောင်းအောင်တော့ကျွန်တော်လုပ်ပြီးမှတော့အမှန်ပါပဲ